ဒီအဲ့လိုအလုံးလုံးတဲ့ခါကြမှာဆိုရင်အဲ့လိုခိုင်းကြ9မိနစ်လောက်ကြာတော့မယ်ဆိုရင်အမှန်ဆိုပစကားနဲ့စီးရမှာအဲ့ဒါကိုညီကတက္ကစီပိုင်းစီးပြီးတော့ကိုကအချိန်တနာယူ9000မှာရရဆိုတက္ကစီကနေနေမွေးွား4000လောက်ကုန်သွားအဲ့လိုမျိုးနေလည်းရှိရပေါ့ဒီမြန်မာနိုင်ငံတွင်လည်းဆို10မိနစ်ဆိုရင်တော့ဘာမှမဟုတ်ဘူးခင်ဗျာဟိုရ10မိနစ်ဆိုတာအရန်ဟိုအချိန်ကအပြောင်းလဲပေါ့နော်လာစာဆိုလည်းဖြတ်ခတ်မရနိုင်ငယ်ပေါ့အဲ့လိုမျိုး ဆိုရကားလေးမှာဒါတော့အထူးကတော့ action drama ဟောမှာနေကြီးကတော့ဒီ action ဘိုင်းမဟုတ်တဲ့ဒီ drama ဘက်ကနေပြီးတော့ side ဘက်ကနေပြီးတော့ပါမှာဖြစ်ပါတယ်အဲဒီကားမှာဆိုကိုထွန်းထွန်းတို့ကိုမဲဟင်းတို့ပြီးတော့ writer အနေနဲ့ဆိုရင်ကိုအက်ကမန်စညွှန်းဆရာမဆမယုံလေးပေါ့နော်ဆမယုံလေးရတဲ့လေကြီးကိုအဲစိတ်ချလက်ချနေကြီးကိုရွေးပြတော့လေကြီးစစ်တော့ပါတယ်နော်ဘိုင်းနေအနေနဲ့နေကြီးကိုကိုထွန်းထွန်းအဓိကတော့ကိုထွန်းထွန်း recommend ပေးတယ်ကိုအက်ကလည်းဘီယုံကြည်ကြီးနဲ့အဲဒီ character ကိုပေါ့နော်လက်ခံအောင်လို့ပြောပေးတယ်ပြီးတော့ဒီစညွှန်းဆရာမဆမယုံလေးရတယ် ဒီ character နဲ့နေကြီးကိုခေါ်ပေးရပေါ့เนาะဆိုတော့အရန်လေးကြီးစွတင်มาရဲဟုတ်အဲရှင်းမှာတော့နေတို့တရေကရိုင်းလက်ဆပေါ့เนาะအခုပြီးတော့ပြီးကန်နေပြီရက်တစ်ဖက်လောက်ပဲကျန်တော့อ่ะပေါ့เนาะဆိုတော့ကားလေးမှာဆိုလဲအဲအကိုတယောက်အနေနဲ့စသချင်းအားကြောင့်နေကြီးပထမဆုံးဆုံး CV အနေနဲ့ဒီပြောင်းရိုက်တဲ့ခါမှာကြာတော့စိုးရိမ်မှုများရဲ့ပြီးကိုကိုအစ်စ်တယောက်လိုခံစားရရပေါ့เนาะအံဝင်ဝင်ကြဖြစ်ပါမလားဒီ တရေကမှဆိုလဲဒါခရူးလိုက်လှုပ်ရှားရဲဟာရေဆိုတော့အဖွဲလိုက်စိတ်တဲ့ပုံစံနဲ့အဖွဲလိုက်ဒီပုပ်ပပဖြစ်နေရမယ့်အချိန်မှာပေါ့နော်ပထမဆုံးပြောင်းလဲတဲ့အချိန်မှာငါတက်တက်ကြီးဖြစ်နေမလားဆိုရဲစိတ်ကအများကြီးဝင်နေရပါပေါ့နော်ဒါမဲ့ကိုထရောကပုပ်ပပနဲ့အဲဒီစိတ်အေးလက်အေးနေပေါ့နော်နေကျစိတ်ကတောက်နေရဆိုရင်တရုပ်ဆောင်တဲ့အချိန်မှာလဲဒီပေါ့နော်တောက်တောက်နေလို့ပုံမှန်ပုံမှန်မဟုတ်တဲ့ပုံစံမျိုးဖြစ်သွားမှာဆိုတော့အဲပုပ်ပပလေးနဲ့စိတ် တက်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 နဲ့လုံနိုင်အောင်လို့အများကြီးကူညီပေးခဲ့တယ်ပေါ့ပါပါတယ်ဟုတ်ကိုစီမာကတော့အဓိကအနေနဲ့ကတော့ဒီစကားပြောတဲ့လေယူလေးသိမ်းပေါ့နော်နေဂျီရိုဆိုရင်စကားမပီဘူးဒီဂျီရိုဒီတာနဲ့တာနဲ့မပီတာလို့အဲရှိရပါပေါ့နော်ပြီးတော့ဒီလေယူလေးတွေကဒီတရုတ်ဆောင်နေတဲ့အချိန်မှာဟိုတရုတ်ဆောင်နေရလို့ဟိုမခံစားရအောင်ပြောရတယ်ကြိုက်တာပေါ့နော်ဒါပေမဲ့တစ်ခါလေကြာလေကိုကဟိုစာသားဟိုလုံးဝတိတိပပကြီးခါကြမမမိနေရတို့ပြီးတော့စိတ်လှုပ်ရှားနေရတို့ဟိုပြီးတော့တစ်ဖက်အတာနဲ့တရုတ်ဆောင်မှာအများကြီးရှိရပါပေါ့နော်ဒီလိုဆိုကိုထမလို့ဆိုရင်ကြာတော့ဒီပေါ့ပေါ့ပပနဲ့လုံးဝ ချစ်တဲ့တိုင်အော်โอเคခဏပဲကြည်ဘူးဝိုင်းအမှတ်ဉာဏ်လည်းကောင်းတယ်ပြီးတော့ဒီပပပပနဲ့တဘာဝကြကြတေးဥဆောင်နေမှာပါတယ်ဟုတ်ဒီကတော့နေချာဒီအချိန်အချိန်ကိုတိတိကျကျဖြစ်တာကိုနေချာကြိုက်တယ်ဟိုအခြားသူတွေနဲ့ဆိုရင်လည်းကိုကဟိုအများဆုံးနောက်ကျရင်တော့ဒီ9မိနစ်7လောက်ပဲပေါ့နော်အများဆုံးဒါကဒီအခြားဒီကားပြဿနာတခုခုဖြစ်လို့မှာပေါ့နော်ပုံမှန်အဖြစ်တော့6နာရီဆို6နာရီခွန်မနက်ကောတိုင်း9နာရီဆိုရင်ခိုင်ကြိုင်အောင်ဆောရသေးတယ်ကားကြီးခြောင်နေခါကြတယ်အဲ့လိုပုံစံမျိုးသွားတဲ့ခါကြတော့ယုံကြည်မှုတခုပေါ့နော်ဟိုတစ်ပတ်ဆိုလို့တစ်ပတ်ပေါ့ ါတလားဆိုတော့တလားဖြစ်လိုက်ရချိန်မှာဩဒီမပြောင်းမလဲပဲနဲ့နေကြီးဆိုလဲအခြားသူတယောက်ကိုဆိုခဏဆိုရင်တော့တပတ်ဆိုလဲတပတ် တလားလောက်ဖြစ်လာတဲ့အချိန်မှာဩဒီလိုကဒါပုံမှန်လုံရုံလုံးစင်ပါလားဆိုရယ်ယုံကြည်မှုတစ်ခုတော့ဖြစ်သွားတယ်လို့ကြီးချင်တာပေါ့နော်နေကြီးဆိုလဲအခြားသူကိုအဲပထမဆုံးအနေနဲ့ကြည့်ရတဲ့အချိန်မှာじゃဟိုကာရက်တာဘိုင်းဆိုင်ရာသူ့ရဲ့နေထိုင်မှုဆိုင်ရာမသိချင်မှာအချိန်ရင်းလုံးဘယ်ချိန်ရောက်တယ်အဲပုံစံမျိုးကိုအများနဲ့အမှတ်ရသွားပါပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးတော့ဖြစ်မဲ့တင်တာဟုတ်ဆိုနိုင်ငံတကာမှာဆိုလဲနေကြီးချင်ပေါ့နော်နေကြီးဟိုမှာနေလာခဲ့တဲ့အတွေ့အကြုံရာဆိုရင်နေကြီးအလုံးလုံးဒီလိုအနုပညာလုံးလုံးမှမဟုတ်ဘူးနေကြီးပတ်တိုင်းသွားလုပ်ရတယ်ဆိုလဲတမင်းလောက်နောက်ကျပြီနေကြီးကအချိန်၄နိုင်ဆို၄နိုင်အောင်သွားလို့မရဘူး ေးနိုင်မထိုးခင်9မိနစ်လောက်ရောက်ကြတယ်ရောက်တဲ့ခါကျတော့မှကိုစကားပြောဖာညာနဲ့မှပွဲစပြီဆိုတာနဲ့အဲ့လိုမျိုးထောင်နေပေါ့နော်အဲ့လိုပုံစံမျိုးကြိုက်တဲ့ခါကျတော့နေကြီးဟိုမှနေလာခဲ့တဲ့ခါကျတော့ဒီဘက်မှလည်းအဲ့လိုအချင်းလေးပြောင်းလာပေါ့နော်နေကြီးအရင်တော့ဆိုလည်းအဲ့လိုအချိန်ရန်ကွတိတိကြရတဲ့သူတော့မဟုတ်ဘူးဒါပေမဲ့ဒါလေးကတော့လူတွေမှာတော့ရှိတင်တယ်လို့ထင်တယ်ပေါ့နော်မထွက်လာရုပ်ရှင်ကမထွက်လာတည်းရောကိုရဲ့အတင်ကကိုကိုမသိသေးဘူးပေါ့နော်ဒါအခြားသူကိုကြည့်ရဲ့အပေါ်မှာမူတည်ပြီးတော့ recommend ပေးရဆိုတော့ဟိုအဲပျော်လဲပျော်ရတယ်ပြီးတော့ထွက်လာတဲ့အချိန်မှာလည်းကိုကိုကိုဘယ်လောက်ပဲစူးစမ်း ားခဲ့စူးစားခဲ့ပေါ့နော်ဟိုကြည့်လိုက်တဲ့အချိန်မှာအော်ငါဒါလေးလိုပဲကတော့အများနဲ့ဖြစ်တတ်တာဆိုတော့ဒီကိုတယောက်ထဲလည်းမဟုတ်ဘူးချားသူရဲ့အမြင်မှာလည်းအရေးကြီးရယ်ဆိုတော့ချားသူရဲ့အမြင်မှာခုလိုရကောင်းပေးခံတာဆိုတော့ပြောတော့ပြောမိတာပေါ့နော်ဟုတ်ကဲ့ဒါကိုရမှာတော့အချိန်ကြီးကဒီကိုပါလာဆိုကိုရမှာလားဒါဘယ်လိုမျိုးအချိန်ကြီးကိုလေးစားကြည့်ကြရလဲဟုတ်အဲဒီအဲ့လိုအလုံးလုံးတဲ့ခါကြမှာဆိုရင်အဲ့လိုခိုင်းကြ9မိနစ်လောက်ကြာတော့မယ်ဆိုရင်အမှန်ဆိုပစကားနဲ့စီးရမှာအဲ့ဒါကိုညီကတက္ကစီပိုင်းစီးပြီးတော့ကိုကအချိန်တနာယူ9000မရရဆိုတက္ကစီကနေနေမွေးွား4000လောက်ကုန်啊အဲ့လိုမျိုးနေလေ ရှိရောဗစကားရပါဆိုတော့အချိန်တိကျတာပေါ့နော်တို့တို့ဆိုရင်၄နာရီ၅မိနစ်မှာဒီဘူတာကိုစိုက်မယ်ဆိုတော့၄နာရီ၅မိနစ်စိုက်တာ၄နာရီ၆မိနစ်မှာအဲ့ဘူတာကိုနေရိုးရောက်သွားတယ်ဆိုအဲ့ကာမရှိတော့လွတ်သွားတယ်အဲ့အဲ့လိုမျိုးအဲ့လိုမျိုးခဏခဏကြုံရရတဲ့ခါကျတော့ဒီမှာလည်းအကျင့်ဖြစ်သွားတာပေါ့နော်ကို နှစ်နှစ်ခွဲလောက်ကိုကအကျင့်လောက်ထားတာဆိုတော့အဲ့အကျင့်ကကောင်းတဲ့ကျင့်လေးပေါ့ဆက်ဆာကျင့်ပေါ့ပထမဆုံးနဲ့ဆက်ဆာရောက်တဲ့အချိန်မှာတော့ခဏခဏဖြစ်တယ်။ဒါဆိုတော့ကိုဒီမှာနေသားမကျတဲ့ခါကျတော့ဒီမှာဆိုကားရရအချိန်တိကျတာပါလို့တိတ်မရှိတဲ့ခါကျတော့လေ။ဟောငါ10မိနစ်လောက်စက္ကန့်30လောက်နောက်ကျတာပဲ။ရရှီအောင်ပါပါဆိုမှမရှိတော့သွားတာပဲအဲ့လို နောက်တစ်ခေါက်လာမယ်ဆိုရင်10 minute လောက်စောင့်ရမယ်ပေါ့နော်။ဒီကျိုးနေနေဒီဒီမြန်မာနိုင်ငံတွေနေဆို10 minute ဆိုရင်တော့ဘာမှမဟုတ်ဘူး။ခိုးရရင်10 minute ဆိုတာအရန်ဟိုအချိန်ကအပြောင်းလဲပေါ့နော်။လာစာဆိုလည်းဖြတ်ခတ်မရနိုင်နေပေါ့အဲ့လိုမျိုး။အဲဒါမဲ့ကံကောင်းတာနေကြလीနေချို့အဲ့လိုတော့မဖြတ်ဘူးတတိယတည်းနေချို့နားလည်ပြီးရဲ့တစ်ချိန်နဲ့တွေ့ကြရဆိုတော်တော်ကံကောင်းတယ်လို့ပြောရမယ်ဟုတ်ပထမဆုံးတစ်ခေါက်လောက်ပြီးွားတော့ဒီကိုဗစ်ကြောင့်ရပ်သွားတာပေါ့နော်ဆိုတော့အဲအဲ့ ကိုဗစ်ဖြစ်စဖြစ်တဲ့အချိန်မှာတော့ဆိုရင်ဒီကြည့်အရင်တော့မျိုးလုံးမလွမ်းဆိုရဲကားလေးလဲအစတော့ကပါမယ်ဆိုတော့ကြားသိရဒါပေမဲ့ဒီကိုဗစ်ဖြစ်သွားပြီးတော့အချိန်အများကြီးရပ်သွားပြီးတော့ပြန်ဆရဆိုတော့ဒီတရုတ်ဆောင်တဲ့သူတွေတော့ကတော့တစ်ဖက်မှာဆိုရင်တော့အားရှိရတာပေါ့နော်ပို့ပြီးတော့ပြင်းပြင်းထန်ထန်နဲ့သူနဲ့ကိုသူအပြိုင်ကိုအပြိုင်ဆိုပါစညုံးနေဆိုလဲဖြစ်လာမျိုးလို့ထင်တာပေါ့နော်အဲတစ်ဖက်နေနဲ့ကောင်းတဲ့ဟာရှိသလိုမကောင်းတဲ့ဟာကြောင့်အပြိုင်ဆိုင်လုံးလာကြတဲ့ပုံမှာပေါ့နော်ပို့ပြပြင်းပြင်းထန်ထန်နဲ့ဟိုစိတ်ဖိစီးရတာတော့ဘာလို့တော့အဲ့လိုပုံစံမျိုးတော့နည်းနည်းတော့စိုးရိမ်တာပေါ့ဗလန်တွေ့ရတော့အကုန်လုံးဒီ line မှာဆိုလဲအမြဲတမ်းအတူ ူလေးအတူလေးတက်လာတော့လေအများအမ်းကြီးဖြစ်တယ်ပြီးတော့ဒီနေကြီးဆွဲသွားတဲ့ကားရမှာဆိုရင် မမေမီကိုကိုရဲ့မူယာကိုကိုနဲ့ဟိုညီမရဲ့တန်တာမိုးတိန်တို့ကလေအဲ့ကားဆိုရင်ကြိုက်လို့ YouTube မှာ YouTube မှာတသားရှာပြီးတော့ကြည့်ရအောင်လေကနေတွန်းချလိုက်တာတို့လိုပုံစံမျိုးဟုတ်သူ့အမချစ်မိပြီဆိုစလာတော့ဟုတ်တယ်ဒါဆိုရင်ဒါမမေမီကိုတော့ဒါရရှိနေတာပေါ့ ဟုတ်မမမီကိုလည်းရစီစင်တော့မင်းသားကြီးဆိုလည်းအရင်ကောင်းနိုင်ရပေါ့မင်းသားနှစ်ယောက်လုံးလည်းအပေါ်ကြရဲကာရီတာနဲ့ကြိုက်တယ်ပေါ့နော်အိကာမှာဆိုရင်ပြီးညမလေးတနာညီဆိုလည်းသူ့ကာရီတာနဲ့သူအကုန်လုံးတော့ကာရီတာအရင်ကောင်းနေပေါ့နော်ရရဲ့နေရာမမိစေတာပေါ့ဟုတ်လို့မဆိုဟုတ်ဆိုအဲ့အစူရဲ့ကိုကိုတိုင်းတော့ကရှင်းခုံးလေးဘယ်လိုလေးရှိလဲအဲ့ ဟုတ်အဲဆူပါအခြားဒီ drama ဘိုင်းဆိုင်ရမှာဆိုလို့အများကြီးပေါ့နော်2024တဲ့မှာဘယ်ကားဝင်သွားလဲဆိုတာတခြားမသိတော့လေဟုတ်2024တဲ့မှာပြန်စဉ်းစားကြည့်မယ်ဆိုအရန်ကောင်းတဲ့ကားတွေပဲထွက်ထားတာဆိုတော့အပြိုင်ဆိုင်တော့ဖြစ်ကြမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒါလူမီနဲ့ရောဒါအခုတော့မတတော်လူဆော့တာတွေ့ရတယ်ကိုယ့်ရဲ့အပေါ်ဖြစ်နေတာလူမီရဲ့ဘယ်လိုမျိုးလေးအခုဆက်ပြောပြပါဦးအော်ပြည်တယ်ဒါတော့များပုံမှန်လေးတွေ့ရပါဦး ဟုတ်အဲကြပုံမှန်ဆိုတက်တော့တိတ်မစော်လို့လက်လှလေးကရမယ်ဟာဒီမကတော့ဘူးအလိုတောက်တောက်ကြီးဖြစ်နေတယ်ဒီတငယ်ချင်းနေအိမ်ရလူတွေလည်းတည်ရပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာကျတော့ဒီရှုတင်မှာတငယ်ချင်းတို့အိမ်ဆိုရဲကားလေးရိုင်းနေတဲ့အချိန်မှာနေချီစင်မပါတော့အမမင်းနဲ့ရန်ပူပြင်းတယ်ပေါ့ဆိုတော့အဲ့ဒီမှာတက်တော့ဖွင့်လိုက်တော့အဲ့ဒါ trend ဖြစ်နေရတယ်အဲ့ဒါနေမမင်းကလည်းမတိုင်မစရာမလိုသားလေးရိုက်မယ်ဆိုတော့ငါသိရင်ငါသိရဲအဲ့ဒါငါကြည့်ဘူးပဲဆိုတော့အဲ့ဒါမမေတန်းရိုက်လိုက်တာတခါတည်း one sin one ကန်နေတင်လိုက်တာပေါ့အဲ့ဒါမမေကကုထတာပေါ့ ഞാൻ തന്നെയായിരുന്നു ဟုတ်။အဲမမီးအခုဆိုရင်သူကအလုပ်ဆိုလဲအရင်ကဖမ်းမလောက်တာလေအခုအဖမ်းကနေလဲထွက်လိုက်ပြီဆိုနေကြီးနောက်ပဲလိုက်နေရတာဆိုပို့ပြီးတော့အဲ့လိုညီအမလိုမျိုးအဲခန်းစားချက်ပေါ့နော်။အရင်တော့ဆိုရင်လိုက်တော့လိုက်တယ်မမီးကိုလဲပင်မန်းတာပေါ့သူလဲအလုပ်ကိစ္စနေဆိုတော့အခုကျတော့ပို့ပပါနဲ့အများလိုက်နေရတာဆိုတော့ဝင်လည်းမဖြစ်ဘူးနေကြီးတွက်ကလေမမီးကအဲ့လိုလူငယ်ဆဆမ်းမဲနေရတာဆိုတော့ကာရိုက်တာနေနေကတော့အဲ့လိုမမီးကတော့အရန်တော့အကြံဉာဏ်မပေးဘူးပေါ့နော်။ဒါအောင်မလုံးနဲ့ဆိုတာမျိုးမရှိဘူး။မမီးကအများအားလှုပ်ဆိုတာကြီးပဲလိုမျိုး recommend ပေးရတူဆိုတော့လေ အဲပြီးတော့ဒီဇက်ဖတ်တဲ့အချိန်မှာဆိုရင်လည်းမမေကိုပေးဖတ်တာပါနော်တချို့ဇက်တွေဆိုရင်ဟိုနေကြီးထက်မမေကပို့ဖို့နားလေဇက်အဆုံးကြီးမဖတ်ရသေးဘူးတမန်နှစ်ချောင်းတော့ဖတ်သေးတယ်မမေကတိနေပြီဒါပေမဲ့အဲ့လိုမျိုးနည်းညံကောင်းတဲ့နေရာမှာပါဝင်နေကြီးကိုဆိုတော့မမေကအများနဲ့ငသုံးမဆိုပြောနေကြီးမသိဘူးဇက်တိုင်းနေပါလေဆိုလဲကိုရက်ကရပါလေဆိုလဲ အပိုင်းတစ်ပဲစမ်းလောက်ပဲရှိသေးရဲ့အဲ့ဒါနောက်တစ်ဆင်းမှဘာဖြစ်မလဲဆိုသိရဲ့ပြီးတော့မမအရန်ဝေပန်းတဲ့တယ်မှာလည်းပါတယ်ဝေပန်းတယ်ဆိုတော့အလိုကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဆိုပြီးတော့ကိုယ်သမီးဆိုပြီးတော့လည်းမညာဘူးမကောင်းဒီနေရာကြီးမှာတော့နေ့မျိုးလုံးကြီးကဘလို့ပြူးနေတာဒီနေရာမှာဘလို့ဖြစ်နေအများအဲ့လိုမျိုးပြောပြီးရယ်ပေါ့နော်ပြောပြီးတော့အခြားသူဝေပန်းတာအခြားကိုယ်အရင်လူဝေပန်းတာဆိုတော့အခြားသူပြောရဲ့ခါမှလည်းဩဒါမှန်နေ ဒီဟာကိုခံနိုင်ရှိသွားတာပေါ့မမေကကြတော့ဒီ run net မဆိုရယ်ကိုကျော်ဆွနဲ့ရိုက်ထားတဲ့ဇလန်တွဲလေးကိုသူကပူကြိုက်တယ်ဒီမျက်လုံးမှလမ်းမှကြတော့ဟိုနေချက်ခေါင်းဆောင်မင်းမင်းနဲ့ဖမအောင်ဆုံးရိုက်တဲ့ခါမှာကြောင့်လိုဟိုလိုအပ်တာပြိဿအနေနဲ့ရောကြိုက်တယ်ဒါပေမဲ့ကို့အမေအနေနဲ့ကြည့်ရမှာလိုအပ်တဲ့ဟာတွေသူတိတ်ပဲသဘောမကျတဲ့ဟာတွေရှိရပါတော့နော်အဲ run net မဆိုရယ်ကာလီမှကြတော့သူကအဲတဖြည်းနဲ့နည်းအစိပ်ပြလာပြီးသူ့မျက်လုံးထဲမှာပေါ့နော်အဲ့လိုမျိုးတော့ပြောတယ်နော်အဲနေချို့ဒီဖမအောင်ဆုံးနေရဒီပရလောကခီးရှိပြီးတော့တငယ်ချင်းတို့အိမ်အခုဆိုရင်စုံမဆွဲစီကိုရိုက်နေရပါတော့နော် 2025ထဲမှာတော့ပြည်သက်တည်အားရကြီးနမယ်ဒီကြီးကာဒီလာမယ်လို့တော့မျှော်လင့်ရတဲ့အတွက်ထွက်လာတဲ့အချိန်ကြတဲ့အပိကြပါတော့